အလုံးမဲမင်္ဂလာပါ Nash ကပါရှင်ရှားဆောင်လက်ပတ်ပေါင်းခန့်ရည်လေးလုပ်ပါမယ် Hydrozol လို့လည်းခေါ်ပါတယ်ရှင်သူကိုတော့ skin care hair care တွေမှာကျမတို့ကပြန်သုံးလေးရှိပါတယ်ရှင်အရင်ဦးဆုံးရရှိလာတဲ့ရှားဆောင်လက်ပတ်တွေကိုခူးပြီးတာနဲ့ဒီအတိုင်းလေးပဲအစည်းတွေထွက်သွားအောင်တရက်လောက်ထောင်ထားပေးလိုက်ပါပြီးသွားရင်တော့အခုကျမအတိုင်းပဲအပိုင်းကလေးတွေပိုင်းပြီးတော့မှအခွန်ခွာထုတ်လိုက်ပါမယ်ရှင် အခွန်မခွာဘူးဆိုရင်လည်းရပါတယ်။ဒါ့ပေမဲ့ရည်လေးကိုတော့တေချာလေးဆေးဖို့လိုအပ်ပါတယ်ရှင်။အစည်းတွေကုန်သွားတဲ့အထိဆင်သွားတဲ့အထိပေါ့နော်။အဲ့လိုလေးဆေးပြီးသွားပြီဆိုလို့ရှိရင်တော့အခုလိုကျမတုံးတဲ့အတုံးလေးတွေတုံးရင်တုံးဒါမှမဟုတ်ပါပါကလေးလီးရင်လည်းရပါတယ်။ဒီနေ့မှာတော့ကျမကတော့အနစ်ကြီးကိုပဲယူသုံးထားတဲ့အခွန်မထည့်တော့ပါဘူး။ပြီးသွားရင်တော့ကျမကဂျီအိုနဲ့သူ့ကိုပေါင်းခန့်ရေလုံးမှာဖြစ်ပါတယ်ရှင်။ပထမအထက်မှာ distilled water ဒါမှမဟုတ်ရေတန်း န်းထည့်ဖို့လိုအပ်ပါတယ်ရှင်ပို့ပြီးတော့မှတာရှိခံရှင်တယ်ဆိုလို့ရှိရင်တော့ distill water သုံးတာအကောင်းဆုံးပါပဲပြီးွားရင်တော့ကျမတို့အပေါ်ထပ်မှာကတော့ရှားဆောင်လက်ပတ်ထည့်ထားတယ်ပေါ့နော်အဲ့နှစ်ခုကိုကျမတို့ကဆက်ပြီးတော့မှအခုသူ့ကိုမီအေးအေးကလေးနဲ့၄နာရီခန့်လောက်ချက်ထားပေးလိုက်ပါတယ်ရှင်အခုရေပိုက်ကတော့ရေဝင်ရေထွက်ရေပိုက်ဖြစ်ပါတယ်ရေကိုအောက်ပေါက်ကနေပေးဝင်ပြီးတော့မှရေထွက်ကိုတော့အပေါ်ကနေပြီးတော့မှပေးထွက်ထားတာဖြစ်ပါတယ် 行。 နိုင်ရင်ဝဲလောက်ကြတဲ့အခါမှာကျမတို့ရဲ့ပောင်းခန့်ရည်လေးကထွက်လာမှဖြစ်ပါတယ်။ဒါကတော့ရှားဆောင်လက်ပတ်နဲ့လှုပ်တော့ရှားဆောင်ပောင်းခန့်ရည်ပေါ့။နင်းစီတို့လာဗင်ဒါတို့နဲ့လှုပ်တဲ့ပောင်းခန့်ရည်ကိုတော့နင်းစီလာဗင်ဒါပောင်းခန့်ရည်ဖြစ်ပါတယ်။အနည်းသင်ကတော့သူက moisturizer ကိုကောင်းစွာပေးတယ်။ပြီးသွားတော့မှကျမတို့သုံးမဲ့ hair care skin care product တွေကိုပို့ပြီးတော့မှတာရှည်ခံစေတာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာကျမတို့ထပ်တွေ့ကြ ပါမယ်ရှင်ကျမရဲ့ channel လေးကိုလည်း follow လေးလုပ်ထားပေးကြပါဘိုင်ဘိုင်